အားလုံးပဲမင်္ဂလာပါဆရာကတော့စန္ဒယဝေယံလေးဖြစ်ပါတယ်ဒီနေ့ဆရာသင်ကြားပေးမယ်လေ့ကျင့်ခန်းကတော့ whole note half note quarter note eighth note ကိုဒီ piano ပေါ်မှာတီးမယ်ပေါ့နော် whole note ဆိုဘယ်လိုတီးလဲ half note ဆိုဘယ်လိုတီးလဲပေါ့နော်အဲ့တော့ဟိုနေ့တော့ကစာတွေ့ပေါ့ဆရာရှင်းပြတဲ့ file လေးတင်ပေးထားတယ်ဟိုးနှုတ်ဆိုရင် 4b နှိပ်ထားရမယ် half note ဆိုရင် two beats နှိပ်ထားရမယ် quarter note ဆိုရင် one beat နှိပ်ရမယ် eighth note ဆိုရင် one by two beat နှိပ်ရမယ်လို့ဆရာပြောတာလေဟုတ်ပြီเนาะအဲ့တော့ whole note whole note ဆိုရင်ဘယ်လိုတီးရမလဲဆိုတာကိုဒီမှာ metronome နဲ့တီးပြเนาะ metronome ဆိုတာကတော့ဒီ timing ကိုပြောတာเนาะအဲ့မှာမှာ tempo ဆိုတာအနည်းအမြန်ကိုပြောတာเนาะ tempo

Three, four. One, two, three, four. One, two, three, four. One, two, three, four. One ပြီเนาะအဲ့တော့အဲ့ကောင်ကိုအဲ့လိုရရသွားရင်နှစ်ဖက်ပြိုင်လို့တီးမယ one two three four one เนาะအဲ့ဒါ hold note ဖြစ်ပါတယ် hold note ပြီးရင် half note ပြီးမယ် half note က2 beats ပဲနှိပ်ထားတော့တယ်ဟုတ်ပြီเนาะ note မှာပြထားတဲ့အတိုင်းပဲ half note ကိုရေးရင်အဲ့လိုပုံစံလေးပေါ့เนาะဟုတ်ပြီအဲ့တော့ half note ပြီးမယ်အဲဒီတစ်ခါကျတော့ဆရာတစ်ဖက်ချင်းတီးမပြတော့ဘူးเนาะအချိန်ကဟိုကြားသွားမှာဆိုလို့အဲ့တော့ဒီလိုတစ်ဖက်ချင်းကျင့်မယ်ပြီးရင်နှစ်ဖက်ပြိုင်လို့တီးမယ်နှစ်ဖက်တစ်ခါတည်းတီးပြလိုက် half note တီးမယ် have no เนาะအဲ့မှာအဆက်ကလေး20ပြထားတာရှိတယ်အဲ့ဒီအဆက်ကလေး20က အဲ့ note အစကနေပြီးတော့သူပြထားတဲ့နေရာကနေပြီးတော့နှစ်ခေါက်တိခိုက်တာအဆက်နှစ်ဆက်တွေ့ရင်ရှေ့မှာပဲနေရာမှာပြထားလဲဆိုပြန်ကြည့်မယ်အဲနှစ်ခေါက်တိရဟုတ်ပြီနော်အဲအဲ့တော့ဒီ half note ကိုဆရာနှစ်ခေါက်တိပြမယ်2 3 4 1 2 3 4 1 အဲ့ဒါ half note နော်နောက်ဆုံးအခြားတွေကတော့၄ချက်နှိပ်ထားရမယ် whole note တွေဖြစ်တယ်ဟုတ်ပြီနော်အဲ့တော့ half note အဲ့ဒါပြီးရင် quarter note quarter note ဆိုတော့1 beat ဒီလိုတစ်ချက်မှာခလုတ်တစ်ခုတီးတာ2 3 4 1 2 quarter note တီးလိုက်တယ်နောက်ဆုံးအခြားတွေကတော့ whole note တီးခြင်းเนาะပြီးရင် eight note တီးမယ် eight note ကြတော့1 by 2 beat ဒီလိုတစ်ချက်မှာခလုံးနှစ်ခုဥမာဒါဆိုရင် C D E F G F E D ဆိုရင် C D E F G F E D ဟုတ်ပြီเนาะဆိုရင်1 and 2 and 3 and 4 and 1 ုတ်ပြီเนาะအဲ့ကောင်ကြ၄កောက်ទីမယ်ဆရာទីပြမယ်2 3 4 1 2 3 4 whole note half note quarter note eighth note အဲ့ဒီကိုကြည့်မယ်နော်ဒီ file လေးမှာအဲ့တော့ပြောချင်တာကတော့ဒီ note တွေကသချင်းပေါ်မူတည်ပြီးတော့ဥမာ whole note လာရင်လာမယ် half note လာရင်လာမယ် eighth note လာရင်လာမယ် quarter note လာရင်လာမယ်အဲ့လိုတွေသွားနေမှာဟုတ်ပြီနော်အဲအဲ့တော့အဲ့ဒါလေးပဲအရင်ဆုံးကြည့်မအောင်နော်ဒီ file ပြီးရင်နောက်တစ်ခါကျရင် chord တင်မယ် C chord D minor chord E minor chord F chord G chord A minor chord B minor chord အများဆုံးသုံးတဲ့ဒီစီကြီးနဲ့တော့ဟဲ့လို့ဘောဘောဘယ်ဘက်ကကော့ထောင်းမယ်ညာဘက်ကဟိုတန်စင်လေးတွေမယ်လိုဒီလေးတွေတီးမယ်အဲ့လိုလေးတွေဆရာတဆင်ချင်းလွယ်တာလေးတွေကနေသင်ပေးတော့မယ်เนาะရောက်ပါပြီအားလုံးပဲစူးစမ်းကြပါတိုးတက်ကြပါစေခင်ဗျာ